จอမျိုးမင်းနဲ့တူတူအချိန်ကြိုက်ပေါ်လာတဲ့လောက်ကောင်မတကောင်ရှိတဲ့ line ပေါ်မှာစန္နာမင်းဆိုတဲ့သတောင်းစားမမြို့နယ်လွတ်တော်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါအဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ချင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ အရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်အမျိုးသမီးတို့ကြောင့်စိတ်ညစ်ရမယ်စကားတွေများရမယ်ဆိုတော့ဆရာမဘာလုပ်လဲတဲ့ဟဲဘာလို့ရှိမှာတော့တငယ်ချင်းအရင်းကြီးတွေပေါ့ ရှင်တို့နဲ့တဲတုံးကရှင်တို့ရှိရကပ်ရကပ်ဖားစားမယ်ရစားမယ်ရှိသည်များဟာအချောင်နှိုက်မယ်ချော့စားမယ်မြူစားမယ်မြောက်ပြောမယ်ဟောမတဲလဲမတဲတော့ဘူးဆိုတော့ရှင်တို့ရဲ့အောက်ဖဲတွေလှမ်းပြီးတော့အတင်းနေပြောတာလေအဲ့ဒါတငယ်ချင်းအရင်နဲ့တော်ရီမှန်ရင်ရှယ်ပေးစိတ်မဆိုးနဲ့ဟုတ်ပြီလား ်မျိုးမင်းနဲ့အတူတူအချိန်ကြိုက်ပေါ်လာတဲ့လောက်ကောင်မတကောင်ရှိတဲ့ line ပေါ်မှာစန္နာမင်းဆိုတဲ့သတောင်းစားမမြို့နယ်လွတ်တော်မတ်အမတ်အဆင့်အစုပ်ပြက်မလွတ်တော်မတ်ဟောင်းမသစ္စာဖောက်မဒလန်မအမေစုကိုတိုင်ဒလန်မသစ္စာဖောက်ဖြစ်လို့ဒင်းကိုမြောင်းထဲကိုကန်ချခဲ့တဲ့ဥစ္စာကိုကောင်မကကုမစောင်းကြွပြီးတော့ကြော်မျိုးမင်းနဲ့တက်ပြီးတော့အင်တာဗျူးတွေလုပ်နေတဲ့တက်လာခဲ့နော် NLD ပါတီဝင်နဲ့ပတ်သက်လာလို့ရှိရင်ဟိုအကြီးအစားပြီးအငယ်ထီကိုငါအကုန်သိတဲ့လူဖြစ်တယ်နော်အခုပြည်သူတွေသတိထားရတော့မယ်နော်မပါတာကမပါတာ669အဖွဲ့ရလူတွေဝင်လာပါပြီအခုဆန္နာမင်းလိုမျိုး NLD ပါတီဝင်ဆိုပြီးတော့လွှတ်တော်မတ်ဆိုပြီးတော့ဝင်လာပြီဒါတွေကသေးသွေးခွဲတက်ရှူခြင်းဖြစ်ပါတယ်ရှင်နော်ကျမတို့တော်လိုင်းရေးအောင်နေပြီဆိုတဲ့သဘောပါရှင်နော်ပြည်သူကသတိထားပြီပါဆန္နာမင်းနဲ့ပတ်သက်လာရင်မပူနဲ့ညကြခင်ရှိတဲ့အကုန်ထဲမှာဖြစ်တယ်ရှင်နော် ခေါင်းစခြေစုံကြည်ကောင်းပြီးတော့ချောမောဖို့ဆိုတာကပတ်စံရှင်ရတယ်ပတ်စံရှိလိုက်တာနဲ့လပိုင်းတွင်းမှာခေါင်းစခြေစုံချောမောလှပပြည့်ပြုံဖို့ခါဖြစ်တယ်ဒါပေမဲ့စိတ်ထားနှလုံးသားကောင်းဖို့ဆိုတာစိတ်ကောင်းနှလုံးကောင်းရှိဖို့ဆိုတာမွေးရပါတရေကောင်းမှ မွေးရပါတရေမကောင်းရင်လည်းမရဘူး နော်မွေးရပါလဲသတိမကောင်းဘူးကိုကိုရံလဲစိတ်ပုတ်စိတ်ယုတ်ပါနေတယ်ဆိုရင်မရနိုင်ဘူးတော်ရေအဲ့ဒီစိတ်ကတော့ပတ်စံဘလောက်ရှိရှိပြင်လို့မရဘူးတော်ရေအဲ့တော့စိတ်ကောင်းထားဖို့စူးစားပါလို့ပြောချင်တယ်ရှင်နော်ယေစုတင်ပါတယ်ဖေးရေးဆိုတာကကျမနားမလဲဘူးပေါ့နော်ကျမဒီစစ်တပ်ထဲရမှာဟုတ်တော့ကြတော့နော်နားလဲတလောက်ကျမတိတလောက်ပြောပြမယ်ဆရာမမြတ်ကြခင်ဖြစ်တယ်ရှင်နော်စိတ်ရေးဆိုတာပရိပရိရဲ့ကျဲတယ်နော်စိတ်ရေးဆိုတာနဲ့ဆိုင်နေရှင်နော် ဲ့တော့ကျမပြောချင်တယ်လို့ကျမနားလည်တယ်လို့ပြောမှဆိုစစ်ရင်းနဲ့ပတ်သက်လာလို့ရှိရင်ရန်သူကရန်သူကိုအများအားကိုကပေါ့နော်ရှော့မတွေ့ရဘူးနော်နံပါတ်1ကကို့မြေပြင်မှာရှိနေတဲ့သတင်းတွေကိုရန်သူသိအောင်ချမပြရဘူးကို့ရဲ့အင်အားဘလောက်ရှိကြောင်းကိုကမလေးရှားနိုင်ငံလောက်အင်အားဖြစ်နေကြောင်းဆိုတာရန်သူကိုချပြလိုက်တာဟာကို့ရဲ့ကြွားဝါမှုတစ်ခုကြောင့်ရန်သူကကို့ရဲ့အင်အားကိုသိသွားစေခြင်းနဲ့ တိသွားစေတယ်ပေါ့နော်။နောက်ကိုမြေပြင်မှာလုံနေတဲ့အရာတွေကိုရန်သူကိုလိုင်းပေါ်ကိုတင်လိုက်ပြီးတော့ကိုကကြွားဝါလိုက်မယ်ဆိုရင်ရန်သူကိုကိုကသွားပြီးတော့ကိုဘာတွေလုံနေလဲဆိုတော့မစ်စိတ်ပေးသလိုဖြစ်မယ်နော်။နိုင်ငံရေးတစ်ခုမှာကိုကအခုကအရေးကြီးနေတဲ့ကာလဖြစ်တယ်။မင်းအောင်လိုင်းသတောင်းစားကလည်းမြေပြင်ကမြေပြင်မှာရှိနေတဲ့သူတွေရဲ့ဒီနေရာတွေကိုဝိုးရဝါဒမြင်လို့ရှင်တော့မပတ်ပတ်လဲဘုံကျဲတာအကုန်ဘုံကျဲတာဖြစ်တယ်အဲ့ဒီလိုသိအောင်သူတို့ကအပူတပင်းရှာနေတဲ့အချိန်မှာကိုရီးယား လိလိဝဝနေရမှာဖြစ်တယ်ကလေးတွေကအကုန်သိတယ်အကုန်နားလဲတယ်အဲ့ဒီမှာလူကြီးဆိုတဲ့အကောင်တွေကနော်မနေ့တနေ့မှအမြေပြင်ရောက်သွားပြီးရင်လိုင်းပေါ်မှာဓာတ်ပုံရိုက်တင်အဲ့ဒါဘာဟုတ်တော့ခမညာအတန်းရှင်းစားတာလား follow လုပ်နေတာလားတဲရနေတာလားအဲ့လိုပြောလို့ကျမတို့လည်းမပြောနဲ့နော်တကယ်တကယ်ဖြစ်လို့ရှိရင်မြေပြင်ကကလေးတွေပဲသိတာတော်လန်ရေးအတွက်ပဲနစ်နာမှုတွေဖြစ်လာတာခမညာတို့ကတော့ဘာမှမဖြစ်ဘူးနော်အဲ့တော့じゃတော့စီရေးတစ်ခုမှအလောက်တစ်ခုလောက်တော့မယ်ဆိုလို့ရှိရင်မြေပြင်မှာရှိနေတဲ့ ကိစ္စအကြောင်းအရာတွေအရေးကြီးတဲ့ဟာလို့ line ပေါ်ကိုမတင်သင့်ဘူးဒီလိုတွေတင်တဲ့လူတွေရှိလို့ရှင်လေအဲ့ဒီလူတွေကိုပြင်းပြင်းထန်ထန်အရေးယူတာမျိုးလုပ်တင်တယ်ဒါကိုနားလည်ရတယ်ရှင်နော်အခုမင်း online ဆိုလို့ရှင်ဘလောက်ပဲစောက်သုံးမကြကြဒီသတောင်းစားမင်း online ကသူ့ရဲ့အင်အားအများကြီးရှိကြောင်းအများကြီးရှိကြောင်းပဲပြောနေတာနော်သူရှိမှတကယ်လားဆိုအင်အားမရှိတော့တိုက်ဖို့အင်အားမရှိတော့အဲ့ဒါကိုနားလည်ရမယ်နော်အဲအန်တရရှိတဲ့အရာတွေကိုမြေပြင်ကကလေးကိုထိမဲ့အရာတွေကိုကိုကလူကြီးဆိုပြီးတော့လူကြီးနာမည်ယူထားပြီးနေရာယူထားပြီးရှောက်မတင်ပါနဲ့ရှင်နော် အဲ့ဒါလေးလာပြောပြတာရှင်နော်ပြီးတော့နောက်တစ်ခုကဒီပြည်သူတာခွေကြီးတက်မှာတော့ဒီကလေးတွေကိုခမရုကဘယ်လောက်ထိတန်ဖိုးထားတာလဲဒီတော်လန်ရေးကြီးပြီးသွားလို့ရှင်ရောဒီကာခွေကြီးဦးစီးချုပ်နေရာမှာမြန်မာနိုင်ငံရဲ့ပြည်သူပြည်သူတက်မှာတော့နေရာမှာဒီကလေးကိုထားဖို့အစီအစဉ်မရှိဘူးလားအဲ့လိုတန်ဖိုးမထားဘူးလားကျမတော့တန်ဖိုးထားတယ်နော်ဒီကာကွယ်ရေးဒီတက်တော့တော်လန်ရေးပြီးတော့လို့ရှိရင်ဒီပြည်သူကာကွယ်ရေးတက်မတော်ကမြန်မာနိုင်ငံရဲ့တက်မတော်ကြီးဖြစ်အောင်ကျမတို့ကအဲ့လောက်ကြီးမျှော်မှန်းထားတယ်ရှင်တို့ကဘာတော့ လေးကိုတော်လိုင်းရေးထဲမှာပဲတခခုတခခုပါဝင်ပြီးတော့ပြီးရင်ပြီးသွားမယ်အဲ့ဒီလိုသဘောထားလားခင်ဗျားတို့နေရယူဖို့အာနာယူဖို့ပဲသဘောထားရတယ်ကျမအတယ်မိတာနော်အဲ့တော့ရှင်တို့ကလည်းကျမကိုတိုက်ရှင်မကြိုက်မှာမကြိုက်လည်းမတက်နိုင်ဘူးကျမအများပြည်သူတွေအားလုံးတို့ပြောရမှာပဲเนาะအဲ့တော့ပြောချင်တာကတန်ဖိုးထားပြီပါတကယ်ထိမြေပြင်ကကလေးတွေရှိတာဖြစ်တဲ့အတွက်မြေပြင်မှာရှိနေတဲ့လက်နက်တွေထုတ်လုံမှုတွေမြေပြင်ကမြေအောက်တွင်းနေမြေပြင်နဲ့ပတ်သက်တာပုံခိုးကျွင်းနေဘုံတွေဒါတွေမပြတင်ဘူးနိုင်ပုံမှာเนาะအကြွားမထူနဲ့เนาะ ခမရတသက်လုံးလုံးဝိုင်းလေးနှစ်တော့ငါးနှစ်ဝိုင်းခမရဘယ်နေရာမှာဘာတွေပြီးပြီးဘာတွေဖြစ်ပြီးခမရတို့လိုင်းပေါ်မှာလေတွေကြွားခဲ့လို့အခုတော်လိုင်းကြီးရလေရောက်တဲ့တလောက်မရောက်တာအဲ့တော့လေကြွားတာရေလျှော့တော့ဇော်ဝေဖြိုးရေအဲ့ဒီ NUG ကကာဝေးရေးဦးစီးချုပ်ရေဟိုဒဲပြောတာဖြစ်တယ်နော်အဲတရားဝင်ခန့်မှန်ထားတဲ့ဟာတွေမဟုတ်ဘူးဒါတွေကယာယီသဘောတွေနော်ရှင်တို့ကရှင်တို့ရှင်တို့နေရာယူပြီးတော့တရားဝင်ထိနေတော့မသိဘူးကျမတော့တရားဝင်ခမရတို့မတတ်မှတ်ဘူးမယူနဲ့အာမချောင်နဲ့အဲ့ဒါပြောတာနော်နိုင်လဲသေးရှင်တို့နှစ်ယောက်ဒဲပြောတာဟုတ်ပြီလား ဆ ्याम ဒါအိတ်တော်မှာပေါ့နော်ဒါပေမဲ့ပို့တစ်ခုကိုတွေ့လိုက်လို့မနေနိုင်လို့ပြောမှအမှန်တရားနော်အမှန်တရားဆိုဆ ्याम နေရတာကပါတာမဟုတ်ဘူးဒါပေမဲ့အားကြီးတဲ့လူနဲ့အားနေတဲ့လူနဲ့ဖြစ်တဲ့ပွဲဆိုရင်တော့မြန်မာနိုင်ငံသားနဲ့သက်ဆိုင်တာဆိုရင်တော့ဆ ्याम ကြည့်တယ်ပေါ့နော်ကြည့်ပြီးမှန်တဲ့ဘက်ကရက်တည်တယ်အဲ့တော့ဒီဗီဒီယိုဖိုင်ကဘာပြောချင်တာလဲဆိုခိုင်နှင်းဝေနဲ့ပတ်သက်ပြီးတော့ပြောချင်တာနော်ခိုင်နှင်းဝေဆိုတဲ့သံတောင်းစားမအူ ဆရာမမြတ်ကြခင်ကသတိပေးပါတယ်ပဟာဟိတလုတ်တဲ့နေရာမှာသူ့ဝသူဘောမဖြစ်ဖြစ်ဒီပြည်သူဘက်ကရက်တီတီပေါ့နော်သူကြိုက်တဲ့ဘက်ကိုသူရက်တီတာဖြစ်တဲ့အတွက်သူ့ဝသူဘောမတယောက်ဖြစ်နေတာဖြစ်တဲ့အတွက်ဆရာမဒါကိုအပြစ်မပြောပါဘူးနော်ဒါပေမဲ့ ပဟိဒလုံမဲဆိုရိုးသားမှုရှိပြီပါเนาะဒီရှေ့လျှောက်ခိုင်နှင်းဝင်နဲ့ပတ်သက်လာလို့ရှိရင်ဘလောက်ပဲကူညီကူညီဘလောက်ပဲသူကောင်းတာတွေလုပ်ခဲ့လုပ်ခဲ့ဒီခိုင်နှင်းဝင်နဲ့ပတ်သက်လာလို့ရှိရင်ဘာမှအထင်မကြီးဘူးဆိုတာကိုပြည်သူသိအောင်တစ်ခါတည်းပြောပြလိုက်ပါမယ်เนาะဒီညဘီလိုဖိုင်ဆရာမဒီနေ့တက်နေတဲ့မှာဘယ်ဘီလိုဖိုင်သုံးဖို့တွေ့ရတယ်ပရမတဘိုးကအကောင်လေးတယောက်တင်ထားတယ်ပေါ့နော်အဲဒီသားမီးနှစ်ယောက်ကိုကုညီခြင်းနဲ့အကြောင်းတွေ့ရင်ဆက်သွယ်ပြပါဆိုတင်ထားတယ်9နာရီကြာပြီပေါ့နော်ဆရာမကြည့်တဲ့အချိန် ။နောက်အဲ့ဒီကောင်လေးရှိမှာပဲနောက်ထပ်ပို့တော့ပို့ထတ်တယ်လား။အဲ့ကောင်လေးငိုနေတာပေါ့နော်။အဲကျွန်တော်ဘာလဲဘာကြောင့်ငိုလဲငိုလာတယ်လို့ဆရာမလည်းမသိဘူးအဲ့ဒီကောင်လေးငိုတဲ့ဗီဒီယိုဖိုင်တက်လာတယ်တက်လာပြီးတော့ကျတော့ဒီပဟိတနဲ့ပတ်သက်တာပေါ့နော်သူဖြူဖြူဆင်ဆင်လုပ်ခဲ့တဲ့ဆိုတဲ့အကြောင်းပြောပြတယ်ဟုတ်ပါတယ်အဲ့ဒီကလေးကတကယ်ဖြူဆင်လုပ်နေတာပါပဲနော်နောက်မကြဘူး ခိုင်နှင်းဝေရဒီသားမိနှစ်ယောက်ကိုညာတွင်ချင်းခိုင်နှင်းဝေရှိရောက်လာလို့ကူညီလိုက်ကြောင်းဆိုတော့ပို့ရလဲတက်လာတယ်။အဲ့ဒီအပို့၃ခုကတိုက်ဆိုင်မှုရှိနေတော့မြကြခင်နဲ့ထိတ်တိုက်လာတော့တိုးတော့မြကြခင်ကဒိုင်းဆိုပြီးတော့ဟိုကလေးရှိတင်ထားတဲ့အောက်ကိုသွားကြည့်တော့အဲ့ဒီကလေးကသူငိုထားတဲ့ဘီရိုပိုင်ကိုဖြုတ်လိုက်တယ်။နာမည်တော့ထည့်မပြောတော့ဘူးเนาะဒီကလေးကိုထိမှဆိုလို့เนาะအဲ့တော့မြန်မာနိုင်ငံမှာကိုဂျိုးစွန့်ပြီးတော့ကိုယ့်အိတ်ထဲကကိုစိုက်ပြီးတော့ ကိုပါကိုကားကစီဖို့အကုန်ခံပြီးတော့မေတ္တာစေတနာဖြူဖြူစင်စင်နဲ့လုံနေတဲ့ပဟိတတညီကိုမောင်နှမပရာဟိတဆရာမစကားမပြီလို့နော်ဒါနားလဲပြီညီကိုမောင်နှမအားလုံးကြည်ကြည်ငယ်ငယ်တိတိမတိတိအကုန်လုံးလေးစားပါတယ်ချစ်ပါတယ်ခင်ပါတယ်ဒါမဲ့မြန်မာနိုင်ငံတနိုင်ငံလုံးမှာခိုင်နှင်းဝေဆိုတဲ့သံတောင်းစားမကိုလုံးဝအထင်မကြီးပါဘူးဒီသံတောင်းစားမရဲ့လုံရတိုင်းကိုရှုံချပါတယ်ရှင်နော် အဲ့ဒါတရားဝင်လာပြောပြပေးတာရှင်နော်ကျေးဇူးတင်ပါတယ်အဲ့တော့ခိုင်နေကိုသတိပေးချင်တာပါလဲဆိုတော့ကြတော့နေ့မှနဲ့ဘောမခြင်းမမမခြင်းနေပါပဟိတသမာခြင်းချင်းပေါ်မှာမယုတ်မှာပါနဲ့အောက်တန်းမကြပါနဲ့ပဟိတလောက်တာကိုလူရက်ပြီးတော့အောက်တန်းကြယုတ်မှာတဲ့နေတွေမလုတ်ဖို့ငါနေ့ကိုသတိပေးပါတယ်နော်အဲ့တော့ကြတော့ငါ့ကိုဘာဆရာမလဲညာဆရာမလဲလာမပြောနဲ့ငါတို့ကမြန်မာနိုင်ငံကိုကောင်းစေချင်တဲ့လူတစ်ယောက်ဖြစ်နေရဖြစ်တဲ့အတွက်မြန်မာနိုင်ငံသားနဲ့သက်ဆိုင်လာရင်အကြီးတဲ့လူနဲ့အားငယ်အားငယ်အားငယ်တဲ့လူနဲ့ အနိုင်ကျင့်တဲ့ပွဲဆိုလည်းများကြခင်နဲ့ဆိုင်နေမြန်မာနိုင်ငံသားတယောက်ကိုနင်းရဲ့အနိုင်ကျင့်မှုအာနာရှင်ရဲ့အငန်းအနိုင်ကျင့်မှုတွေကများကြခင်နဲ့ဆိုင်နေเนาะအဲ့ဒါကြောင့်ဝလာတက်ပြောတာရှင်เนาะအဲ့တော့အမြဲတမ်းဗီဒီယိုကလစ်တွေကိုလေးလာနေရလို့သတင်းလုံနေရလို့ဆိုရင်မြတ်ကြခင်ဘာပြောချင်တယ်ဘာကြောင့်ဘာပြဿနာကြောင့်ဘာပြောသွားလဲဆိုတာဘာအိဒါလုံနေရလူတွေဆိုရင်ဒီဗီဒီယိုဖိုင်ကိုတွေ့တာနဲ့သိမှာဖြစ်ပါလေရှင်နော်အဲ့တော့လူရင်းကိုပြောပါမယ်ခိုင်နှင်းဝေဆိုတဲ့သံတောင်းစာမှာကြက်ကြက်သတိထားပါ နော်ကိုလောက်ရကကိုသမိုင်းမှာ နော် အာနာရှင်ခင်မှာမပေါ်သေးပေမဲ့ပြည်သူအစိုးရတက်တဲ့အချိန်ကျရင်အကုန်ပေါ်မှာနော်တရောင်းစားမှကြည်နေလို့ဒါပဲပြောချင်ပါတယ်ရှင်နော်အားလုံးကျေးဇူးတင်ပါတယ်ဆရာမတော့ဆရာမများကြခင်ပဲဖြစ်ပါတယ်ရှင်နော်ကျေးဇူးပါရှင်နော်အိတ်မပြောလို့အဲ့ဒါလာတက်ပြောတာဒါပဲရှင်နော်